ီတော်လှန်ရေးကာလအတွင်းမှာဒီကျောင်းနေအရွယ်လူငယ်တွေကိုအတင်းကျပ်စစ်မှုအာထမ်းဖို့ရန်အတွက်ခေါ်ဆောင်နေတာတွေရှိနေတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလုပ်ရက်တွေဟာ၎င်းတို့ရဲ့ပညာသင်ယူခွင့်ဆုံးရှုံးပြီးတော့နိုင်ငံရဲ့ဒီဟိုရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုဘယ်လိုမျိုးထိခိုက်စေနိုင်တယ်လို့ဆရာအနေနဲ့ဟိုသုံးသပ်ပါတယ်ဒီလိုစိန်ခေါ်မှုတွေကိုရင်ဆိုင်ရင်ဆိုင်ဖို့နဲ့မြန်မာနိုင်ငံရဲ့အနာဂတ်ပညာရေးနဲ့တိစောက်ဖို့ဘယ်လိုမူဝါဒတွေအစီအမံတွေဒါမှမဟုတ်ရင်ဥစားပေးဆောင်ရွက်မှုတွေကိုအကြံပြုနိုင်မလဲဆရာခင်နေတိုင်းနေတိုင်း ကြောင်းတိုင်းကြောင်းတိုင်းမှာကျွန်တော်တို့ကတော့ပညာသင်ကြားရမယ့်အရွယ်ကလေးတွေအကုန်လုံးကိုစာသင်ခန်းထဲမှာရှိစေခြင်းနဲ့သင်ကြားပေးတဲ့ဆရာဆရာမတွေကိုနိုင်ငံလည်းဒီခေတ်ကြီးထဲမှာအကုန်လုံးကျောင်းသားတွေမှာဆွန့်လွှတ်ရတာမဟုတ်ဘူးဆရာဆရာမတွေလည်းဒီအပေါ်မှာပြောခဲ့တဲ့ BNDL ရင်းခွန်မှုတွေကိုရေဆိုင်ဖြတ်သန်းကြတာကြာရင်းနယ်ပဲကိုမှရှိတဲ့အကောင်းဆုံးအရာတွေကလေးတွေကိုလက်ဆင့်ကမ်းပေးနေကြတာကြောင်းတက်ရမယ်လူငယ်လူရွယ်တွေကိုကြောင်းစာသင်ခန်းနဲ့ကျွန်တော်တို့ထည့်မထားနိုင်ကြီးနောက်လာမယ့်အနာဂတ်မှာမျိုးဆက်အ ਨੇ ဆုံး မျိုးဆက်တစ်ခုစားကျွန်တော်တို့ခေနောက်ကြကြံခဲ့ဘရိုများများလူတွေကိုကျွန်တော်သိစေချင်တယ်မျိုးဆက်တစ်ခု cap တစ်ခုဒေါ်တော်လေးကိုမျိုးဆက်ပြတ်သွားပြီဖွံ့ဖြိုးရင်နောက်ကျသွားပြီဆိုတော့ねအခုတော့မှနောက်ကျနေတဲ့ချင်းတောင်ကထပ်ပြီးနောက်ကျအောင်မှာပဲလူလူတူတူဖြစ်လာဖို့ကတော့စိုက်တင်ခန်းထဲမရောက်လာတဲ့ကလေးတွေရဲ့လက်သေးကိုကျွန်တော်တို့ကနောက်တစ်ချင်းကျွန်တော်တို့ရဲ့ချင်းတောင်နဲ့ပြောတော့ ချင်းတောင်တန်းတစ်ခုလုံးနိုင်ငံနေနဲ့ပြောရတော့မြန်မာနိုင်ငံနိုင်ငံလုံးရဲ့တာဝန်တွေကိုပြင်ညာမတတ်တဲ့ကလေးတွေရဲ့ပခုံးပေါ်ကျွန်တော်တို့ပြစ်တင်ပြလိုက်ကြမှာလားဒါကတော့ကျွန်တော်မေခွန်းထုတ်ချင်တာပေါ့ကျွန်တော်ပြောတဲ့ပြင်ညာတမ်းပြင်ညာတစ်ခုသေးရေလို့တော့ပုံပေါ်လေးနော်အကျိုးအကြောင်းကိုဝေဖန်ပိုင်းချနိုင်တာအစိုးကောင်ဝေဖန်ပိုင်းချနိုင်တာဓမ္မနဲ့အတ္တမကိုဝေဖန်ပိုင်းချနိုင်တာအစရှိတဲ့ဖြစ်မပညာကတော့ကျွန်တော်တို့စကပုတ်မှာဆိုတော့ရှိတယ်ကပိဖုတ်တာတော့မှဆရာမပြရင် နီးမကြဘူးလို့ပြောတာကြောင်းတက်ရမယ်လူငယ်လူရွယ်တိုင်းကလေးငယ်တိုင်းကိုကြောင်းစာတင်ကနေမှရှိစေခြင်းလေပြီးတော့အခုကကျွန်တော်တို့မြို့ကမြို့သိမ်းတိုက်ပွဲပြီးသွားပြီမြို့ကိုကျွန်တော်တို့ပြန်ရပြီးဆိုတော့စစ်မှုမထမ်းမနေရတဲ့ကြောင်းနေရမယ်လူအရွယ်ကလေးလူငယ်လူရွယ်အထိစာတင်ခန်းနဲ့ရှိရမယ်ရွယ်ကုန်လုံးစာတင်ခန်းတဲ့ကြောင်းမတက်မနေရဆိုတဲ့အမျိုးပဲကျွန်တော်ကတော့ပုံပြီးမှလိုချင်ပါတယ်အနာကတော့ကျွန်တော်တို့ကအုံမြချနေတာရင်းနှီးမြုပ်နှံနေတာဒါကလုံးဝအရှုံးမရှိဘူး ်ပညာရှင်နဲ့ရင်းနှီးမြှုပ်နှံတာကတော့လုံးဝရှုံးမရှိဘူးလေဆိုတော့ကျွန်တော်တို့ကတော့စာသင်ခန်းထဲကိုပဲကျွန်တော်တို့ကတော့ထည့်ထားစီခြင်းပါပဲကျွန်တော်တို့ခုလက်ရှိနေနေတဲ့စနစ်ထက်ပိုကောင်းတဲ့စနစ်ကိုကျွန်တော်တို့တွားချင်ရွေ့ချင်ရင်ကလေးတွေကိုတောင်းခံထည့်ထားမှရွေ့နိုင်ပါလိမ့်မယ်လို့ကျွန်တော်ပြောချင်ပါ